pronunciation နဲ့ပတ်သက်လာရင်လန်နဒိုကိုဒုက္ခအပေးဆုံးကမြန်မာမှာရှိပြီးသား လွယ်ကူတဲ့အသံတွေဖြစ်ပါတယ်ပြောစမ်းတာမြန်မာမှာမရှိတဲ့ English မှာပဲရှိတဲ့ခဲဟာခဲဆဲအသံတွေက learner တို့ဒုက္ခမပေးဘူးဘာလို့လဲဆိုတော့မြန်မာမှာမရှိတဲ့အသံတွေခဲဟာခဲဆဲအသံတွေကိုကြောက်ရပါကျွန်တော်တို့ပို့ပြီးတော့အားဆိုင်ပြီးတော့လေ့ကျင့်ဖြစ်သွားတယ်အဲ့တော့အခါများဆုံးမှာမန်ကန်လေးရှိရယ်မမှန်ဆွင့်အောင်ကွာတိတယ်ဒီအသံ off ဖြစ်နေရယ်ဆိုတာတိရောတိတာရယ်ပေါ့နော်အဲ့တော့အဲ့လိုအသံတွေကအဲ့လောက်ဒုက္ခမပေးဘူးအနည်းဆုံးကွာကိုမမှန်မှန်တိရယ်ဒါပေမဲ့ဘလို့အသံတွေကကျွန်တော်တို့ဒုက္ခအပီဆုံးလဲဆိုရင်မြန်မာမှာရှိပြီးသား English မှာလည်းဒီအသံမြန်မာမှာလည်းဒီအသံဆိုမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒီ မှာအနှဲငယ်ကွဲပြားမှုရှိတယ်။အဲ့လိုမျိုးတော့အနှဲငယ်ကွဲပြားမှုတွေကိုကျွန်တော်သတိမထားဘဲနဲ့ပြစ်ထားလိုက်တာ because တည်တည်လေးကဘာလို့မအောင်ဆိုပြီးတော့လွတ်ထားမိလိုက်တာ။အဲ့ဒါနဲ့ပဲအဲ့လိုမျိုးတည်တည်လေးတွေစုပေါင်းပြီးတော့မှအများကြီးဖြစ်သွားတယ်။အဲ့ဒါနဲ့ပဲကိုယ့်ရဲ့အတန်ထွက် overall တစ်ခုလုံး off ဖြစ်သွားတာဖြစ်ပါတယ်။အဲ့တော့ learner 2ကအတန်ထွက်ကောင်းချင်တဲ့ဆင်ရင်ဒီတစ်ခုလေးမှတ်ထားပြီးပါ။အသေးဖွဲဟုတ်ရွေးမရှိ။ ချက်ချင်းလေးကျင်အသေးဖွဲဆိုတာမရှိပါဘူးအရာတခုကိုဟာတီတီမွားမွားလေးกว่าဆိုတော့ပြက်မထားပါနဲ့ because အဲ့လိုအသေးမွားလေးတွေစုပေါင်းပြီးတော့ပဲအကြီးကြီးဖြစ်သွားတာဟုတ်တယ်ဒါအောင်နမူနာပြရမယ်ဆိုရင် this thong တွေ like a o i o oi ဒီတန်နေဒါတွေကအမှန်တမ်းပြောမဲ့ဆိုရင်မြန်မာမှာရှိပြီးသားအတန်နေဖြစ်တယ်။ဒါပေမဲ့မြန်မာမှာရက်သက်ပုံစံနဲ့အင်္ဂလိပ်မှာရက်သက်ပုံစံကြားအနည်းငယ်ကွဲပြားမှုရှိရယ်။အဲ့ဒီအနည်းငယ်သောကွဲပြားမှုကိုဘယ်တော့တတိထားနိုင်ဖို့လိုရယ်။ပြောချင်တာအေးဆိုင်ရင်မြန်မာမှာတော့အေးရှိရလေနော်။အင်္ဂလိပ်ရဲ့အေးကမြန်မာရဲ့အေးနဲ့မတူ။နည်းနည်းလေးကွာတယ်။အေး။နည်းနည်းလေးအဲဖတ်ရောက်တယ်။နောက်ကယီလေးနဲ့ပိတ်တယ်။အေး။ That's it. အေး. For example, pay. say. day. you see say pay day အဲ့လိုမျိုးမထိုင်အောင်အဲ့ဒါအမှန်တမ်းပြောမဆိုရင် Indian accent ဟုတ်တယ်တလားဒီလိုမျိုးသောအနှုတ်စိတ်ကွဲပြားမှုကတာမန်စကားလုံးတစ်ခုတည်းကိုပြောတဲ့အခါတော့တိတ်မသိတာသလိုပဲဒါပေမဲ့ဝကြမှာထည့်ပြောပြီးဆိုရင်သိတာလားလေးရှိရယ်နမူနာအနေနဲ့ tongue twister တစ်ခု I just hate to play the same game the same way every day အဲ့ဒီဝကြမှာ I just hate hate မြန်မာလို hate လည်းမဟုတ်ရ hate မဟုတ်အော် hate ပုံစံမျိုးအတန်အရန်တူပြီးပြတ်တာမျိုးလည်းမဟုတ် hate i just hate to play play မဟုတ် play the same game so the same game မဟုတ် that's indian accent the same game so ဆိုပြီးတော့တူတူကြီးလည်းမဟုတ်နည်းနည်းလေးရှိတယ် the, 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 the same game the same way 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 မဟုတ် way နောက်ကကြီးလေးပါတယ် every day day ยีလေးပါတယ်အဲ့နောက်ကยีစရတန်လေးပါတာမပါတာကအမှန်တမ်းပြောမဆင်ရင်တတိဖိုးဖွဲတို့ထင်မှတ်เสียရှိရပတ်ပြန်ပြောပြစေအတန်ထွက်နဲ့ပတ်သက်လာရင်အဲ့ဒီအသေးမွားတွေကလည်းတို့ဒုက္ခအပြီးဆုံးဖြစ်ပါတယ်အဲ့ဒီအသေးမွားလေးတွေကိုအစလည်းတို့တတိထားပြီးတော့လေ့ကျင့်နိုင်ဖို့လိုတယ်အသေးမွားတွေကိုဘယ်လောက်ထိတတိထားပြီးတော့လေ့ကျင့်နိုင်တယ်လဲဆိုတာကလည်းတို့ရဲ့အတန်ထွက်ရှင်းလင်းပြီးသားမှုကိုဆုံးဖြတ်ပြီးမဲ့အရာဖြစ်ပါတယ်အဲ့လိုလေဒါကြောင့်အသေးဖွဲဟူ၍မရှိ ချက်ချင်းလေ့ကျင့်ပေါ့နော်နောက်ထပ်အသံအိုမြန်မာမှာအိုးသံရှိရယ်အင်္ဂလိပ်ရဲ့အိုးသံကအိုမဟုတ်အိုနောက်ကဝူလေးလေးနည်းနည်းပါတယ်အိုနောက်နိုနာနောက်ဂိုနာဂေါတခြားစီကွာရယ်ဂိုဂေါ just go now go no go กว่าတော့ပြီမရတော့ထောင်ထစ်စတာနဲ့ကြည့်မယ် oh no the goat won't go the goat won't go maha that's let me repeat indian accent uh, indian လို့ဗနာဒီလိုဒီလိုပြောပြီးရမယ် the goat won't go The တမျိုးဖြစ်မယ် simple the goat won't go home over the snowy road snowy snowy မဟုတ်တော့ဗနာ snowy road road မဟုတ်တော့ဗျာ road လည်းမဟုတ် road ဆိုရင်တူလွန်သွားပြီ road 那那里写写的 road snowy road. Oh no, the goat won't go home over the snowy road. Oh no, the goat won't go home over the snowy road. တိတိတတကွဲသွားပြီနောက်ကဝူလေးထဲတာမထဲတာလောက်လေးနဲ့ကြည်ကြည်မမာကွာတာဖြစ်ပါတယ်အဲ့လိုမျိုးတော့အသေးမွားလေးတွေကလန်နဒိုရဲ့အတန်ထွက်ကိုအဓိကထိခိုက်စေတဲ့အရာဖြစ်ပါတယ်ဒါကြောင့်အသေးဖွဲဆိုပြီးတော့သဘောမထားပါနဲ့အဲ့တိတိမမွားလေးတွေကိုပါတေချာလေ့ကျင့်နိုင်ဖို့လိုတယ်မနေ့ပြောမယ့်ဆိုင်လေဒီဗီဒီယိုကျွန်တော်အစမမျှဝေရင်ကောင်းမလားလို့တောင်တွေးလိုက်တယ် because တိတိမမွားဆိုတော့လေနော်ဒါကြီးကမရမကလောက်ပြီးပြောနေတယ်လို့ထင်ကြမှာလဲဆိုရသေးတယ်ဆိုတော့တေချာကလူကြိုက်များမဲ့မထင်ဘူးရဲ့ ဒါပေမဲ့ဆရာတယောက်အနေနဲ့လူကြိုက်များတဲ့အရာကိုမျှဝေဖို့အရေးမကြီးဘူးထင်တယ်။အဲ့ဒီဆရာလန်နတို့အတွက်တကယ်တိဖို့အရေးကြီးတဲ့အရာကိုမျှဝေရတာပို့ပြီးတော့အတိတ်ပဲရှိမှလို့ထင်တယ်။ဒါကြောင့် လူကြိုက်နေမဲ့လို့မျှော်လင့်ပေးမယ်လေဒါအောင်မျှော်ဝေပေးခြင်းဖြစ်ပါတယ်ဗီဒီယိုတော့နည်းနည်းလေးတွေ့အောင်လုပ်လိုက်မယ်နော်ဘာလို့ဆိုတော့အခုလိုမျိုးမြန်မာနဲ့အင်္ဂလိပ်နှစ်ခုစလုံးမှရှိပေမဲ့အင်္ဂလိပ်မှာရက်တဲပုံစံလေးအနည်းငယ်ကွဲသွားတဲ့အတန်တွေတော်တော်များတယ်ဗျာဆိုတော့ဒါတွေအကုန်လုံးကိုကျွန်တော်ဒီဗီဒီယိုမှာတော့အထည့်မပြောဘတ်လန်နာတို့သိချင်လားပေါ့နော်အဲ့ဒါလေးသိချင်နေဆိုရင်တော့ကျေးဇူးပြုရဲ့အာဒီဗီဒီယိုရဲ့ comment ထဲမှာသိချင်ကြောင်းလေးပြောထားပေးပါပြီးတော့ subscribe လည်းလုပ်ပေးပါ please follow လေးလည်းလုပ်ထားပေးပါနော်ဒါမှလည်းနောက်ပိုင်းတင်တဲ့အခါကျရင်လည်းမလွတ်မ်းမြင်ရမှာလေမဟုတ်ရင်ဒီနေ့တွေ့နောက်နေ့ပျောက်သွားရင်အဆင်ပြေတော့ရယ်ဆို follow and subscribe ပ်လည်းလောက်ထားပေးပါပြီးတော့အခုလိုမျိုးမြန်မာနဲ့ English နှစ်ခုစလုံးမှရှိပြီမဲ့အတန်ထွက်အနှဲငယ်လေး क्वे တဲ့အနှုစိတ် क्वे ပြမှုလေးတွေကိုတစုတစီတဲ့ရှင်းပြပေးချင်လားရှင်းပြပေးစေချင်တယ်ဆိုရင်တော့ comment ထဲမှာ yes or ရှင်းပြပေးစေချင်တယ်ဆိုတာလေးရေးထားပေးပါနော် but ဒီတစ်ခါ this song မှာကျွန်တော်တို့နည်းနည်းဒုက္ခပေးတဲ့ oi အတန် oi oi မဟုတ်ဒရီထားဖို့ကနာသာမပေါဘူးနှာခေါင်းကိုထိမ့်ပါ oi that's it oi ဝိုင်းမဟုတ်နော် like boy ဝိုင်းမဟုတ်နာသံမပေါ်တတိထားဘောကနာသံက n ပါမှနာသံထည့်မယ် n မပိုင်းနာသံမထည့် n ပါခဲ့ရင်တော့အဲ့ဒီအရှိရ consonant ရ vowel တွေရတဲ့အခါမှာနာသံမထည့်ရသေးဘူးနောက်မှ n ကိုရွှေ့ရမယ့်အချိန်ရောက်မှနာသံထည့်မှာဟုတ်တယ်အဲ့လောက်ကြည့်ပြောချင်တာ d vowel oi မှာနာသံလုံးဝမရှိဘူးဆိုနှခေါင်းထိမှာနှခေါင်းဘယ်လိုထိရမလဲမသိဘူးဆင်ရင်တချို့တွေမြင်ဖူးကြမယ်ထင်တယ်ဒီနှခေါင်းအလေတတဲကိုဖောက်ပြီးတော့အကွင်းလေးဆွတ်ထားအောင်အဲ့လိုမျိုးလေးတော့ပြီးရင်ကြိုးလေးချီထားပေါ့ဆော်ရယ် the boy Boim ho, na? Boy. Toy. Twim ho. Toy. Choice. Twice mà ho. Choice. Choi. Hey, choi. Ele, à ele à na? Choice. Annoy. Annoy mà ho, na? Na da ni ba là Annoy, annoy. á cho se. Annoy. But annoy. အဲ့တော့အဲ့တော့ဝကြမှာပေါင်းပြီးပြောလိုက်မယ်ဆိုရင် Roy's choice of toy annoyed the boys အဲ့တော့မြန်မာစာရင်းနဲ့ပြောပလိုက်မယ်ဆိုရင် Rice choice of twice annoys the boys you see the charge ကွာသွားပြီ why နဲ့ oil နဲ့ဒါကြောင့်တည်တည်မမမကွာတာမဟုတ်ကြီးကြီးမမမကွာချာချက်ဖြစ်တယ် but ဒါကိုလည်းကျွန်တော်တခါလေးသတိမထားမိတာ like boil boil မရတာ boil လည်းရတယ်ပြီးရပဲသူတို့နားလဲရပဲဆိုတော့လွတ်ထားလို့မရဘူး because အသေးဖွဲလေးတွေပဲစုပေါင်းပြီးတော့အကြီးကြီးဖြစ်ပြီးတော့ကိုယ့်ရဲ့အတန်ထွက် overall တစ်ခုလုံးထိခိုက်သွားတာမပြီးတာဖြစ်ပါတယ်အဲ့တော့အသေးဖွဲကိုရွေးမရှိချက်ချင်းလေ့ကျင့်ဖို့လိုမှာပါ လန်နတိုဟာကိုယ့်ရဲ့အတန်ထွက်ကိုစနစ်တကျလေ့ကျင့်သွားခြင်းနဲ့အမြန်ဆုံးတိုးတက်ခြင်းနဲ့ဆိုရင်ကျွန်တော်စီမှာ Fnatic course တွေတက်လို့ရပါတယ် course နှစ်ခုရှိပါတယ် face to face class ရှိတယ် video class ရှိတယ်ဒီနှစ်ခုမှာအဓိကကွာခြားချက်ကဘာလဲဆိုရင်ပထမတစ်ခုက face to face class မှာ feedback ပေးတဲ့အစီအစဉ်ရှိရပြောချင်တာသတင်းပတ်တစ်ခုပြီးတိုင်း lesson တစ်ခုသင်ပြီးတိုင်းလန်နတိုကိုကျွန်တော်တို့လေ့ကျင့်စရာတွေပြီးတယ်အဲ့ဒါတွေကိုမလုံမနေရစနစ်နဲ့လန်နတိုလေ့ကျင့်ရတယ်လေ့ကျင့်လို့ပြီးတိုင်းလဲကျွန်တော်အနုစိတ် feedback တွေပြန်ပြီးလေးရှိပါတယ်။တဘောကကိုယ့်ရဲ့အတန်ထွက်မှာဘာအာသချက်ရှိတယ်ဒီအာသချက်တွေကိုဘယ်လိုဆက်ပြီးတော့ထိန်းသွင်းလို့ရတယ်။အားနည်းချက်ဘာရှိတယ်ဒီအားနည်းချက်တွေကိုဘယ်လိုပြုပြင်လို့ရမလဲဘာနဲ့ပြုပြင်လို့ရမလဲစသဖြင့်ကျွန်တော်အနုစိတ် feedback လေးတွေ ပြန်ပြီးသွားလို့ရှိရ because face to face ဖြစ်တဲ့အတွက်လေနော် video မှာတော့ကျွန်တော်အဲ့လိုမျိုး feedback မပေးနိုင်ဘူး and ဒုတိယတစ်ခုကျတော့ face to face class က basic to advanced ဖြစ်ပါတယ်ပြောချင်တာတကယ်ကိုပြီးပြည့်စုံစွာလေ့လာခွင့်ရမှာပေါ့နော် video class ကတော့ basic to intermediate ဖြစ်တယ် so face to face class လောက်တော့ပြည့်စုံမှုမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်မကြာခဏတွေ့ရတဲ့ fanatic course တွေနဲ့ရှင်ကြည့်မယ်ဆိုရင်တော့အများကြီးပို့ပြီးပြည့်စုံတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးရင်ဒီ course တွေရဲ့အဓိကထူးခြားချက်ကဘာလဲဆိုရင်ဒီ course တွေကမြန်မာတွေအတွက်တည်တဲ့ရည်ရွယ်ဖန်တီးထားတဲ့တန်တန်းဖြစ်တာပဲ ောချက်နာဟို Fnatic နဲ့ပတ်သက်တဲ့စာအုပ်တော်ကိုကြည့်ပြီးတော့အဲ့စာအုပ်က chapter တစ်ခုချင်းစီရောအစင်လိုက်ကောက်တင်သွားတာမျိုးမဟုတ်ဘာလို့ဆိုတော့အဲ့ဒါထီအောင်မှုမရှိဘူးအဓိကဘာလို့ထီအောင်မှုမရှိတာလဲဆိုရင်ဒီစာအုပ်တွေဖန်တီးတဲ့လူတွေဟာမြန်မာမဟုတ်အဲ့တော့မြန်မာတွေမှာအတန်ထွက်ဘာအာနဲ့ချက်ရှိရဆိုတော့ဒီလူတွေမသိဘူးအဲ့တော့သူတို့ပြီးတဲ့လမ်းညွှန်ချက်တွေဟာထီအောင်မှုမရှိဘူး obviously ဒါပေမဲ့ဒီ course ကမြန်မာတွေရဲ့စကားပြောပုံကိုတေချာကြည့်ပြီးတော့အဲ့ဒီမှာရှိတဲ့အားနည်းချက်တွေကိုတေချာရှာဖွေပြီးတော့ဘယ်လိုကုစားလို့ရမလဲဆိုတော့ solution တွေကိုစနစ်တကျပြုစုပြီးတော့သင်ပြီးတဲ့ course တွေဖြစ်လို့ပါဒါကြောင့်ဒီ course တွေကတကယ်လည်းထီအောင်မရှိတယ်ဒီ course တွေကမြန်မာတွေအတွက်လုံးဝတီးတန့် custom made ဖြစ်တဲ့အတွက် learner တို့ရဲ့အတန်ထွက်ကိုတိတိတသားတိုးတက်ကောင်းမွန်စေမှာဖြစ်တယ်တစ်ဆက်တည်းမှာလေ့လာရတာလဲရှုပ်ရွှေရှုပ်ထွေးမှုမရှိဘူး like ရှုပ်ချက်ခတ်တဲ့ fanatic နဲ့ပတ်သက်တဲ့အခေါ်အဝါတွေဘာတွေကျွန်တော်ဘာမှမထည့်ဘူး because အဲ့ဒါတွေတည်တော့ဘယ်နေရာသုံးအ ုံးချလို့ရမှာအောင်ပြီးတော့ Leonardo အဒီ course တက်နေတာ Fnatic အခေါ်ဝေါ်တွေတိဖို့မဟုတ်အတန်ထွက်ကောင်းဖို့အဲ့တော့အတန်ထွက်ကောင်းရေးကိုပဲရှေ့ရှုပြီးတော့ share တင်ပေးတဲ့တန်တန်းဖြစ်ပါတယ်ဒီ course နဲ့ပတ်သက်ပြီးတော့ Leonardo နောက်ထပ်သိချင်တာတွေရှိသေးရဲ့ or ဒီ course ကိုနမည်စင်ပြီးသွင်းချင်တယ်ဆိုရင်ဒီ video ရဲ့ comment ထဲမှာဖြစ်စေ or general Facebook page or TikTok channel ရဲ့ CB မှာဖြစ်စေ Zenith English Academy လို့ရိုက်ရှာလိုက်နော် Fnatic လို့ရေးထားပြီးလို့ရပါတယ် or ဒီဖုန်းကိုလည်းဖုန်းဆက်လိုက်လို့ရပါတယ်ကျွန်တော် admin ကအမြန်ဆုံးဆက်သွယ်ဆွေးနွေးပေးလိမ့်မယ်လေး